ကတိကျွေးချက်နဲ့လျှက်ပြန်လဲကြိုးစားပါရပြန်နော်နေပါလေပြောချင်လဲဆိုတော့နော်ချွေရချွေရမှာဗျာဟိုသတင်းကသတင်းလို့တင်ဆက်သားမှာကျွန်တော်လည်းဟိုမြင်သားပါတယ်ဗျာကျွန်တော်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေကလည်းစောက်ပိတ်စောက်ပိတ်တွေမဟုတ်ပါဘူးဒါအပွင့်လင်းဆုံးပြောတာပါတော့ခမောင်းပန်သူဟိုတစ်ဖက်ဘွက်ဒီမကြိုက်လို့သာဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာအကုန်လုံးစဉ်းစားညံ့ရင်းတွေကတော့မရှိဘူးတော့မဟုတ်ပါဘူးเนาะ ဘောင်းတော့တစ်ဖက်ဘွက်တီးကိုမကြိုက်လို့တော့အသေးစားပိတ်ပိတ်ပိတ်ပြီးတော့ဖြစ်နေတဲ့အရာပဲသူတို့ကလည်းသူတို့အုံနောက်တွေချိကြတာပဲမဟုတ်သမင်းသားရင်ပြောတာနော်ချီးသားရင်တော့မသိဘူးသမင်းသားတဲ့လူတွေအကုန်လုံးချိပါတယ်အခုကျတော့ဒီပြပြပါဖြစ်တော့နော်ဟိုတင်ဆက်တဲ့ပုံစံကြီးတာအကျန်းနေတာတာအကျန်းနေတာဟိုခွေးကရဟာပြဿနာတက်တယ်ပြုတ်တယ်ဘာညာခွေးကနော်သူတို့ပြစ်မှုရှိလို့ဖမ်းလို့ရတယ်ပြစ်မှုမရှိရင်ဖမ်းလို့မရဘူးလေနော်ဥပဒေစုံမှုတဲ့နေရာမှာပေါပန်လေးတဲ့ပေါပန်လေးတဲ့ဟာဘာဖြစ်နေညာဖြစ်တဲ့ ငါကိုဘာမလုပ်ပါရပဲနဲ့ခင်ဗျာဖမ်းလို့မရအောင်လုံထိုင်းတော့ဖမ်းပါပဲခင်ဗျားတို့နောက်ကွယ်မှာပဲဘလို့လို့လို့တဖြည်းဖြည်းသမ်းတဲ့တကူနဲ့လုံထိုင်းတော့ဖမ်းပါပဲဒီတန်းတော့မဖမ်းအောင်ဗျာမင်းပြစ်မှုမကျွလုံဘူးမြန်မာနိုင်ငံမှာရှိနေတဲ့ဥပဒေဆိုင်ရာတွေကိုမချိုးဖောက်ဘူးနော်သူများကိုဒုက္ခရောက်အောင်မလုပ်ဘူးသူခင်ဗျားဘာဖြစ်တယ်ဆောက်ကြောင်းမရှိဘူးဒါအကုန်လုံးသိတယ်ဒါပေမဲ့အကူကတော့ခင်ဗျားတို့တဖက်ဆက်ကြီးမကြိုက်တာနဲ့ပဲပေါက်ပန်းလေးတစ်ပေါက်ပန်းလေးတစ်ပြောနေတဲ့အရာကြီးအဆင်မပြေဘူးဗျာနားထောင်ရအောင် လူပရမဖွင့်ပြလိုက်မယ်ဖွင့်ပြလိုက်ကျွန်တော်ဒုလိုဒုလိုဖြစ်သွားလိမ့်မယ်ဘာအိမ်မ်းမသိဘူးပြီးမှအဲ့ဒီကောင်ဖြစ်နေတာပြန်ပြောပြမယ်နော်ဒီမှာပရမတော့ချက်နာတော့မယ် TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်အသက်73နှစ်အရွယ်မင်းကလေးငယ်တယောက်ကိုကိုရင်းတံရရအောင်ရိုက်နှက်ခဲ့တဲ့မော်ဘီမျိုးနယ်သေးညိုပင်ရွာကမေဤတီကေဟာပိုင်ရှယ်အမျိုးသမီးကိုနိုဘာလ12ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ကဲ သူပြစ်မှုလို့လို့ကလေးလေးကိုခမရဂျိုင်းနဲ့ပြီးတော့เนาะအဲ့အဲ့အပြောကကျွန်တော်အဲ့ဒီဟာကြောင့်ဖမ်းတာလीအဲ့ဒါလွတ်ပေးရမှာလားပြုရကျွန်တော်ပြောတာရေဖန်သွားဆိုရေဖန်သွားပြီးပြီးတော့ဘာရီစောက်ရစ်တွေတက်ရအောင်တည်ခမကျန်နေတာဖြစ်နေတယ်ပြောခမကသူခမကဘာပြောဆိုကျွန်တော်တို့ကလက်ခံတယ်ဒီက तू စောက်ပြစ်မှုလို့လို့ဖမ်းတာလीမစောက်နှိမ့်ဆက်တယ်လေလေးတငယ်အောင်နှိမ့်ဆက်တယ်လीခမဒါကြောင့်ဖမ်းတာဘာဘာ ပူလောင်ညောင်တို့ကဘိုင်ပူလောင်ညောင်ကျွန်တော်ပြောချင်တာဘိုင်ပူလောင်ညောင်ဟမ်အဲ့တော့ရွှေရရွှေရမှာကျွန်တော်အများတန်းပြောတယ်နော်ခင်ဗျားတို့နှစ်သိမ့်နဲ့တကူတွေများတယ်နှစ်သိမ့်နဲ့တကူတွေခဏကွာတော့ဒီတကူတွေပဲစိတ်ကနှစ်သိမ့်တွေဟာရှိရင်ကြာရင်တမျိုး क्वे ရကြာရင်တမျိုးခင်ဗျားအဲ့ဓာတ်ဆိုင်ကြီးရှိရလူတွေအများကြီးခင်ဗျားတို့ အချို့က pride ကရောင်ရောင်ဘာရောင်ရောင်ညာရောင်ရောင်နေရောအဲ့လိုကအတလီဆန်ရှစ်တလို့လို့ဘာလို့လို့ညာလို့လို့အားရလဲစောက်ပေါက်ပန်းနေတယ်ကြီးခင်ဗျာကျွန်တော်တို့ကသိတယ်အဲကြောင့်ကျွန်တော်တို့ခါလေးကြတီနဲ့ပတ်သက်ပြီးပြောရဆိုရဆိုတချို့ရနာတာလေးဘာဖြစ်လဲညာဖြစ်လဲခင်ဗျားတို့ရဲ့စိတ်တဏ္ဍာနေခင်ဗျားတို့သိတော့ခင်ဗျားတို့ရဲ့စိတ်တဏ္ဍာနေခင်ဗျားတို့သိတော့ခင်ဗျားတကယ်လို့ဟုတ်ပြီရဲ့မိတစ်ခုလောင်နေတယ်ခင်ဗျားအသက်ကိုခင်ဗျားအရင်ကဲမှာအဲ့တလိဆိုင်ကြီးကိုကဲသွားအောင်လားခင်ဗျားဇက်ခနဲ့ပြောတာနော်ခင်ဗျာပါတွေးပြီးတော့မှဟာငါတို့ကဘာဖြစ်နေကြပြည့်လာမလို့နဲ့ခင်ဗျာနော် တကယ်အရေးပေါ်အခြေအနေမှာခင်ဗျားအသက်ပဲခင်ဗျားအရင်ကာဝယ်တာနက်ကဲထုံးနော်ဒါဒါမြင်သာမဲ့ရပဲဒါမြန်မာနိုင်ငံမှာဖြစ်နေတဲ့ရတချို့ရုပ်ရှင်မင်းသားရုပ်သူဆောင်တွေဘာရောအားကွယ်ရရကြာရင်ခမနှစ်ဖိတ်တကူကြီးလောက်တာအများကြီးရှေ့တွေမှာတစ်မျိုးကွယ်ရမှာတို့ရှေ့တွေမှာတစ်မျိုးကွယ်ရမှာတို့ဒါရခင်ဗျားတို့မြင်သာတဲ့ရကြီးလူစိတ်ဆိုတာခံမန်းလို့မလို့တစ်ပင်ဝပင်ကောက်တာမြင်လို့ရနော်လူဟိုရင်းကခင်ဗျားမမြင်အောင်လူစိတ်ကောက်တာ ။အိုးမမီသီလာမလေးကိုတော်တော်ကြာပြီကကျွန်တော်ပတ်သက်တော်တော်ကြီးရဲ့လေးရန်ကုန်မှာကလေးတငယ်လေးကိုခင်ဗျားအမနေပူထဲမှာဒူးတော့ခိုင်းတာလို့လေဘေးရရိုက်ပြန်လိုက်လို့ဆိုပြီးတော့ဖြစ်သွားတာလေ။ယာရှိအိမ်လားမသိဘူးနော်ခင်ဗျား။ช่วยยาวนะ2ไส้เนี่ยตะโกดิ2ไส้เนี่ยตะโกดิ3ไส้เนี่ยตะโกหมดอูเนี่ยเราพวกเราชี้เนี่ยเป็ดเนี่ยပြောတယ်บาဖြစ်တော့ကျွန်တော်တို့ကကျွန်တော်ခံစားတဲ့အတိုင်းကျွန်တော်ကပြောချလိုက်တာခင်ဗျားဘာသူတိရှိသူတိမရှိသူဖောက်ကူလမ်းလိုက်စိတ်လဲမဝင်တော့ ခမရမသူခမရသားသားခေါ်နေလဲခမရခမရတက်နေရှင်လာအဲ့အဲ့သားသားဆိုရခေါ်နေခမရတို့ဟမ်ကျွန်တော်တို့ကသဘောပေါက်မလားမသိဘူးကျွန်တော်တို့ကအဲ့လိုအဆုံးစွန်ထိတွေးပြီးတော့အဆုံးစွန်ထိမြင်ထားဘူးလို့ကျွန်တော်တို့ကပြောတာနော်တချို့ကလက်မခံဘူးဘာဖြစ်တယ်မလက်မခံခမရသေးလေသေးလေချင်းချင်းလေးပဲခမရတို့တကယ်အရေးကြုံပြီးပြုတ်ပြီးဘိုရင်းဖြစ်ပြီးရေဆိုခမရတို့ရွေးချယ်တဲ့အရာခင်ဗျားတို့ခင်ဗျားတို့ရွေးချယ်မှုကခင်ဗျားတို့သိပြီးသားရဲ့ဟမ် ကုတီမကြီးလိုက်လေဟမ်ရောတစ်ချက်ထားနားတော်လားဒီနေ့လေဒီလားအန်ဩစရာကောင်းတာတခုပြောပြရမယ်အာဘာလဲဆိုတော့ဟိုတီလေးတွေကိုပဲချစ်တယ်လူကိုမချစ်ဘူးဆိုတဲ့ကောင်းမအကြောင်းပြောပြရအောင်မယ်ဘာလဲဆိုတော့အခုမှော်ပြီးမှာကွာသိရမလား TikTok မှာလေအတီလေးခွေးလေးတွေအတွက်တလိမ့်ဆန်လေးတွေအတွက်အကောင့်နှစ်ယောက်ကျော်အတွက်အလှူခံနေမိန်းမတယောက်ရှိတယ်အဲ့ဒီမိန်းမက 음သူတို့ဆီအကောင်မလေးကိုရိုက်နှက်လိုက်တာပြပြမယ်အဲဘယ်လိုလဲဆိုအဲ့မှာကအကောင်200ကျော်ရှိတယ်သူရဲ့သူရဲ့သူ့ယောက်ျားရဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ကုဘော်လောင်ဘက်က2ယောက်ဆိုအဲ့အခုရိုက်ခံရတဲ့73နှစ်ကောင်မလေးမှာအပါမှာ2ယောက်ပဲရှိတယ် ဖြစ်စီရကြတော့သူကဘယ်လိုမျိုးလဲဆိုတာအဲ့ကောင်မလေးကိုသူကစိတ်မကြည်လို့ရိုက်တာစိတ်မကြည်တာရဲ့အဲ့လိုကြွေးရင်းမွေးရင်းနဲ့ဟာတည်မလားအဆင်မပြေတာပဲဖြစ်ချင်းဖြစ်မှာပေါ့အဲ့မှာတဏီကုံလုံးကိုသူစိတ်မကြည်တိုင်းရိုက်တာရိုက်တာရိုက်တာမနှက်ကလေးရရိုက်တာနော်အဲ့ချိန်မှာညာမိုင်းလေးကြတော့ကောင်မလေးကထွက်ပြေးတာထွက်ပြေးတော့သူတို့ရွာထိတ်ဆိုသူတို့ရေးထားတော့ ရေတူးလို့ပြောတာပဲဒါပေမဲ့ရေတူးကြီးရွာထိတ်လို့တော့ပြောတယ်မှားသွားနိုင်တယ် sorry ပါမဟုတ်ဆိုကိုလည်းမသိတော့လေအဲ့ရွာထိတ်မှာ तू ကထွက်ပြေးနေတယ်မူးလဲနေတာအဲ့ဒါမှာဆိုင်ကယ်ကယ်ဒီမှာလဲသွားတာပေါ့နော်ဆိုင်ကယ်ကယ်ဒီသမားတယောက်ကတွေ့ပြီးတော့ဆေးရုံပို့တာမှော်ပြီးဟိုဒါပေမဲ့မှော်ပြီးရတာဥမာမှော်ပြီးဆေးရုံကြီးကလုံးဝအဲ့ကလေးကိုလွှဲစားနေခုကျမတို့နာရင်ကိုဆေးရုံကိုပို့လိုက်တာဘာကြောင့်လဲဆိုရိုက်တာကအထဲကအတွင်းကလေးစားတွေပါ ထိနေလို့ ထိနေခါကျတော့ဒီဘက်ကိုထိလို့ရကောင်မလေးရအခြေအနေမကောင်းဘူးအဲ့ဒီကောင်မကိုတော့ရိုက်တဲ့ကောင်မကိုတော့ညရင်းချင်းပဲဖန်ခံလိုက်ရတယ်လို့တော့သိရတယ်ဒါပေမဲ့ပြောချင်တာပါအောင်ဆိုတော့ ရှင်တို့တွေအလှလှမယ်ဆိုရင်လည်းလေဒီရမလားမြောက်ပြဆန်တောင်းတဲ့ဟာတွေကိုတိတိကျကျကြည့်ပြီးတော့လှူအခုကတော့ဘာလို့ဆိုတော့တိရောချစ်မယ်ဟိုလူရောမချစ်ဘူးဆိုတဲ့ပုံစံမျိုးဒီဥစ္စာကိုလည်းဘန်းပြပြီးတော့အလှခံနေမှာပေါ့နော်ဟိုလေအလှတော်တော်များများကျွန်မတို့နိုင်ငံမှာလည်းရှိရသေးတယ်မလားအဲ့လိုပြောရင်လည်းစောက်ဆဲခံအောင်မယ်တိလားဟိုဘာဆောက်လို့ဆောက်ကြိုင်မှာမရှိဘူးတခြားနိုင်ငံမှာဆိုရင်ကိုယ့်ရဲ့အလုတ်ကင်ပြရတယ်အလုတ်ကင်ပြပြီးတော့အလုတ်ကင်မှာဝင်နေဝင်ဝင်နေအလှရခလေးဆိုရင်လည်းခလေးဗနေရတိဆိုရင်လည်းတိဘလို့ဆိုတာမျိုးမွေးရတာကွာတိလားညီမကျွန်မတို့ ငံမှာじゃအလိုမဟုတ်ဘူးဆောင်းမွဲတွေလည်းထားပြီးတော့အလူတွေလောက်ပြီးအလူခံတဲ့ဟာတွေနဲ့တည်ရမလားဟိုတကယ်တကယ်ပြန်ပြီးတော့လူဝိန်းနည်းနဲ့စဉ်းစားမယ်ဆိုရင်တောင်းမှာပဲသူတို့ကဘာတွေနဲ့စားတော့တော့သူတို့မိသားစုကဘာတွေနဲ့လေပတ်တုံးဆိုစဉ်းစားစရာကြီးกว่าတည်ရမလားအဲ့လိုမျိုးတွေလည်းရှိတယ်အခုဆိုရင်ချက်ဟိုရှင်းလို့တွေ့လိုက်မှအဲ့မှာမေဤဆိုတဲ့ဟိုမသိဘူးဆိုလားမေဤဆိုတဲ့တတော်အကောင့်နဲ့သူခွေးတွေအကောင့်200ကျော်လောက်မွေးပြီးတော့ ခွေးတွေကိုအကောင်200ကျော်လောက်မွေးမွေးပြီးတော့နေချင်းခွေးအကောင်200ကျော်ဦးမှာသူ့ရဲ့သူ့လင်ရဲ့ခိုင်းတဲ့ကူဘော်လောင်ဘက်က2ရောက်ရေဆိုတော့ဒီကလေးမှလည်း73နှစ်ဆိုတာအသက်အရွယ်လည်းမပြေသေးဘူးအဲ့ဒါကိုရိုက်တာရိုက်တာတော့ယူရတဲ့မုံတော့အထက်ကဒီကလေးစားထီတောင်ထီရေဆိုဥပမာက73နှစ်ဆိုတဲ့အသက်ဆိုတာတအားကိုငယ်သေးတယ်မဟုတ်ဘူးလားအဲ့ဒီရိုက်တယ်ဆိုတော့အဲ့လိုကောင်းမွန်ပြောလေဒီမှာထမကနေထွက်ကိုထွက်မလာသင့်လားတကယ်ပြောရသေးလားစိတ်တည်းလည်းတူလိုက်တာအဲ့ဒါယူတွေ့ပြီးရောလေဒီရမလားဟိုအခုခွေးတွေမှလည်းတဲ့ อาสาซ้าบ่ตลอดอักขะแค่ผิดนี่เด้ตรุสีมามวยท่าได้คุยลีตีลีดีมาเด้เดโอ้โหบ่รู้เปียวอ่ะแม่นน่ะบ่ตีดอกตีเหยมล่ะแกจ้ารอชื่อเหยลุนๆจุจุอีดิเราก็ตุ้ยฮู้เด้เราก็เมียนมูตะแกบะตะชื่อเหยမဟုတ်ဘူးဟန်ပြတယ်ကျွန်တော်ပြောဖော်မြူလာတွေဖော်မြူလာတွေအများတန်းပြောနေတာလကားပြောနေမှာမဟုတ်ဘူးညတချို့အရာရဖော်မြူလာကွက်တီနဲ့လောက်တာမျောနိုင်ငံသိရလေတနာရတယ်လေ ခမတနာတက်တယ်လीဘယ်လောက်ဒီတနာတက်တော့ခမမြင်မြင်ခဲ့ပြီလीခမရလဲဟမ်လူစုကလူကောင်းဖြစ်တယ်လူကောင်းကလူစုဖြစ်တယ်ခမအများကြီးပဲခမခရစ်တီးယန်ခရစ်တီးယန်သင်ခြင်းလေးမသုံးနိုင်ဘူးခမကဒီနိုင်ငံမှာခမကကျွန်တော်ပြောတာပြောတာအသေးချာလင်းစားသုံးသက်ဝေဖန်မှာသေချာသင်စားသုံးသက်ဝေဖန်မှာကီတီပြောနေရတယ်မယုံပါနဲ့မပြူပါနဲ့ဒီလောက်ကိုကိုကိုဟို ဗျာဟိုပြောဆိုခံပြီးတော့ပြောနေတယ်ဘယ်သူမှမတွေးတော့ကြောက်ဗျာစဉ်းစားမလားသိမလားဆိုသိမယ်ကြည့်မယ်ဗျာတော့ပြောလည်းမရဘူးခင်ဗျာကလင်ကကြစ်စီပွားကြီးရိုးသားပြောင်းမှထမင်းကခင်ဗျာကလင်ကကြစ်တရားခင်ဗျာဆရာတက်လုံနေတာခင်ဗျာကလင်ကကြစ်တရားခင်ဗျာသူတို့ရဲ့ဟာအတွက်ဖြစ်ဖို့အတွက်သူတို့ကျောတော့ကလူပဲလေကျောတော့ကလူတော့အကုန်လုံးဖင်ပေးပေါင်းတယ်လေဖင်ပေးပေါင်းတော့ဟာဆရ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 ာလို့ ਆ နေကြီးအကုန်လုံးခင်ဗျာဒါဒါလမ်းကြောင်းတွေခင်းပြူကခင်ဗျာဒီရရအများကြီးကျွန်တော်တွေ့ဘူး ဟာဆေးရပါဇာကမယ်ကျွန်တော်တို့ကချင်းဆုံးပြောတာမခေါ်နိုင်ဘူးညာအဲ့တော့အစ်မပြေဘူးကျွန်တော်တို့ကြတော့သူတို့ကြတော့ဟာတွေးလိုက်တဲ့ဟာဆေးရဘာဖြစ်တဲ့ညာဖြစ်တဲ့အဲလာတဝိုင်းဟိုတဝိုင်းဒီတဝိုင်းအဲဂရင်းမှာဆက်တက်မလားအဲပြောမလားသို့ပြောလို့မလားညာကြိုက်တာလို့တကယ်သောက်တော့လေအဲကြောင့်လို့ကျွန်တော်ကပြောချင်တာဖြစ်စဉ်ဖြစ်ရကိုခိုင်းခိုင်းမမခိုင်းခိုင်းမမတချို့ရဖြစ်စီချင်တာလုံးဝ strong ဖြစ်တာနော်အခရီး လက်မဖားတဲ့အရာကြီးဖြစ်စီခြင်းညကျွန်တော်တို့အားတာကြောင့်ပြောနေတာနော်ဒါကြောင့်မြင်သာဖို့ပြောတာပါမမြင်သာလည်းရတယ်ဘာမှမဖြစ်ဘူးပြဿနာမရှိဘူးညဘယ်ဟာပဲဖြစ်မမြင်သာလည်းဘာမှမဖြစ်ဘူးပြဿနာမရှိဘူးနော်အကြောတော့တခေါက်ချီပြီးရေအုတ်တွင်းမှာအုတ်တွင်းကတယောက်ရောအုတ်တွင်းမှာလေကလေးလေးကိုသူတို့မွေးစားပြီးတော့ပေါ်တော့ကဖြစ်ပြီးတော့လေ ထောင်တန်းနှစ်20နောက်ပြီးတော့နောက်ထပ်73နှစ်လားဘာတော့ပုံတဘူတော်ချဆယ်ဆိုတော့လေလင်မြန်းရောက်မွေးတိုက်ကလေးကိုနှိပ်ဆက်လိုက်တာလေတီးရတီးလိုက်တယ်မလားကြားလိုက်တယ်မလားအကြတော့နောက်တစ်ယောက်ကကြတော့ဟိုဒီစတောင်းမြေချိဘကန်းလीဗျာအဲ့ဒီအဲ့ဒီကလေကိုသမီးအရင်ကိုမရင်းကြည့်လို့နှစ်40ကြာသွားတဲ့ကောင်လေခမညာ ကြတော့တချို့ရချို့ရမြန်မာနိုင်ငံမှာဒါပဲခင်ဗျာဒါဒီဟာတိသွားတဲ့အရာတော့မတိတဲ့အရာအများကြီးပြန်သေးတယ်ခင်ဗျာကလေးတငယ်ကြီးနှိမ့်သက်ခံနေရတာအများကြီးပဲအဲ့လိုအဲ့လိုအဲ့ဒါကိုချိန်မှဒီပီပီကတက်ဆက်သွားတာတွေ့ရမလားရိုင်းရိုင်းဆန်းဆန်းခင်ဗျာခင်ဗျာအဲ့ဒီပီပီမှာလုံနေဟိုက်တဲ့လာမယ်ခင်ဗျားတို့အဲ့တော့ RVBOA BBC ဒီပီပီလည်းပဲကြံတော့တယ် နော် DVB လည်းပဲကြံတော့တယ်ဗျာကျတော့အပြစ်လောက်ထားတဲ့လူတော့အပြစ်လောက်ထားတဲ့အတိုင်းလေးကျင်ညာပေးပါဟမ်အပြစ်လောက်ထားတဲ့လူကပဲလူကောင်းဖြစ်အောင်မလားလေးစားပါတယ်ဗျာအဲ့လိုသတင်းဌာနမျိုးကြီးနော်တူတော့အကျိုးမပေးပါသေးနဲ့ကွာနော်တဖြည်းဖြည်းကတော့မြင်သာတဲ့အတိုင်းပဲနော်တဖြူပြီးတစ်ခုတစ်ခုပြီးတစ်ခုအမှ ယုံကြည်မှုရေပျောက်ဆုံးဖြတ်သိမ်းနိုင်ဖြတ်သိမ်းအလိုဖြစ်လာတာနော်ကြတော့နည်းလေးကြိုတွေးတာပေါ့နော်ကိုဘွားကိုကြိုတွေးတာနင်တို့နော်ဘာဘာဆောက်လို့လုံးမအောင်ကြိုတွေးတာနင်တို့